တက်အထိုင်ရှိပြီးဖြစ်သော တိုင်းရင်းသားကောင်းဆောင်များလောက်ရန်ကိစ္စနှင့်ဗမာပြည်မှနိုင်ငံရေးသမားများ၏ populism ကြောက်ကန်းပါလက်နက်ကင်တက်ခိုင်ခိုင်မာမာရှိတဲ့ဗမာမဟုတ်သော တိုင်းရင်းသားတက်ကောင်းဆောင်တွေကသူတို့ဘဲချိန်မှာဘာလို့ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်းပြက်ပြက်သားသားသိထားပါတယ်မသိတာကဗမာနိုင်ငံရေးကောင်းဆောင်မှုပိုင်းကလူတွေဖြစ်ပါတယ် ဘာလို့လဲဆိုတော့လက်ရှိပြည်မမှာဖြစ်ပျက်နေတဲ့စည်ရေးနိုင်ငံရေးအဖြစ်ပျက်တွေဟာအချိန်နဲ့မျှအရွေးအပြောင်းတွေ ဖြစ်နေသလိုမြမဒလိအရာကျုံလို့ကြည်ကျက်လို့ဆိုတဲ့ကာသုံးလုံး policy တွေနဲ့အသားကျခဲ့တာကြာရှည်ခဲ့ပြီမို့ဖြစ်ပါတယ်။ဗမာနဲ့တိုင်းရင်းသားတွေအကြားမှာအ धिक ကွာခြားချက်တွေတော်တော်များများရှိနေပါတယ်။အဲ့ဒီထဲကတစ်အချက်က ူလူနိုင်ငံကြီးအာကောင်းခြင်းမကောင်းခြင်းဆိုတဲ့ကွာဟချက်လို့ထင်ပါတယ်လူမျိုးစုလက်နက်ကင်ခေါင်းဆောင်တွေဟာလက်နက်ပေါ်မှာအားပြုလွန်ပါတယ်လူလူနိုင်ငံကြီးကိုသူတို့တီနားလေကြတယ်ဆိုပေမဲ့အာယုံတိတ်မကြဘူးထင်ပါတယ်ဒါကြောင့်လေလူတို့နိုင်ငံရေးကိုသူတို့လစ်လျူရှုထားကြတဲ့အပိုင်းတွေခံများများတွေ့ရပါတယ်။လူမျိုးစုခေါင်းဆောင်တွေမှာနတ်ွယ်ကတက်အထိုင်ရှိထားပြီးပြီပဲ အရာကို ပုံမှန်အတိုင်းဆက်လက်တိဆောက်သွားဖို့ဒါပေမဲ့တစ်ဖက်မှာလည်းလူမှုနိုင်ငံရေးဘက်ကိုချဲ့ထွင် တိဆောက်ရမှာတွေရှိပါတယ်ဒါပေမဲ့အတားကိုတော့လူမှုအခြေပြုစိတ်ရခံနဲ့မှရပါမယ်စစ်သားစိတ်နဲ့မရပါဘူးစစ်သားစိတ်နဲ့လူမှုနိုင်ငံရေးကို ချဲ့ထွင်ရင်ပြည်မမှာကြံ့ခိုင်ရေးပါတီလုပ်တဲ့ပုံစံပဲဖြစ်ပါမယ်ဒါကိုတတိချက်ပါ ပြည်မကဗမာနိုင်ငံရဲ့အင်အားစုတွေကြတော့မြမစစ်တပ်နဲ့ရောချပြီးတော့လက်နက်အင်အားကိုမျက်ွယ်ပြုပါတယ်အထင်သေးသလိုတောင် ပြုမှုခဲ့ပါတယ်အဲ့ဒါကိုဒေါ်အောင်ဆန်းစုကြည်အပါအဝင် သူ့နောက်လိုက်နောက်ပါအင်အားစုနဲ့လူမှုပရိသတ်စီမှာအထင်သာ တွေ့ခဲ့ရပါတယ်2021ဆရာနာသိမ့်မှုကိုဂျုံတော့မှလက်နက်အင်အားကလည်းအထိုက်အလျောက်၃တင်၃ထိုက်တဲ့ပါဝါတစ်ခုပါလားဆိုတာကို ဗမာပြည်မကနားလည်လက်ခံလာပါတယ်။ဗမာပြည်မကတော့ လူမှုနိုင်ငံရေးပေါ်မှာဗဟုပြုလွန်တာကြောင့် populism ကြောက်ကဘာတဲ့ထိုးကြတော့မလို့တောင်ဖြစ်နေပါတယ်။အဲ့ဒါကလည်းအလွန်ကျွံဖြစ်လို့အတော်ဘေးထွက်ဆိုးကျိုးများတာပိုတွေ့ရပါတယ်။ဗမာပြည်မကနိုင်ငံရေးသမားတွေလိုလူမျိုးစုတိုင်းရင်းသားခေါင်းဆောင်တွေက populism ကြောက်ကဘာကို ထိုးမကြခဲ့ပါဘူး။သူတို့က ိတ်လေအာယုံကြတာမဟုတ်ပါဘူးတကယ်တော့နှစ်ခုစလုံးကိုမျှကြေးမှာတိဆောက်ပြီးသုံးထားနိုင်မှရေရှည်မှာ ပို့ပြီးအလားလာကောင်းကြလိမ့်မယ်ထင်ပါတယ်ဗမာတွေဟာ populism ကို သုံးတဲ့နေရာမှာအကန့်အသတ်မထားပါဘူးအခုအဲ့ဒီဘေးထွက်ဆိုးကျိုးကိုຫນွေဦးတော်လန်ရေးမှာ အထင်းသာကြုံနေရတာကိုကြည်ပါလူမျိုးစုတိုင်းရင်းသားခေါင်းဆောင်တွေကြတော့လေလက်ရုံးကိုအားကိုလွန်ပါတယ်ဒါကသူတို့အတွက် အချိန်နေနဲ့အချိန်ခါလျောက်တင့်တော်တာဖြစ်လို့မှားတော့မမှားပါဘူးဒါပေမဲ့ပိုပြည့်စုံစေဖို့အတွက်လူတို့နိုင်ငံရေးကိုပြစ်ပယ်တာမျိုးမလုပ်သင့်ပါဘူးလူမျိုးစုတွေဘက်မှကြတော့လူတို့နိုင်ငံရေးကိုလစ်လျူရှုထားခြင်းဆိုတဲ့အစွန်းရှိနေပါတယ်ဗမာတွေဘက်မှာတော့ populism ဘက်အလွန်အကျူးရောက်ခြင်းဆိုတဲ့အစွန်းရှိနေပြန်ပါတယ်အမှန်ကမျက်မျက်တာတာပိုဖြစ်မှကောင်းပါမယ် တက်နောက်ခံခံခံမာမာရှိထားတဲ့လူမျိုးစုခေါင်းဆောင်တွေကို တိုက်တွန်းခြင်းတာရှိပါတယ်။လုံလက်စအတိုင်းအင်အားခြေပြုတည်ဆောက်မှုကိုဆက်လက်လှုပ်ဆောင်ပါ။ဒါပြင် လူတို့နိုင်ငံရေးဘက်ကလည်းစနစ်တကျဖြန့်ကျက်ပြီးမိမိတို့ဩဇာကိုဆက်လက်ချဲ့ထွင်ကြပါ။ထို့နည်း၎င်းပဲဗမာပြည်မကနိုင်ငံရေးခေါင်းဆောင်မှုမှာပါနေတဲ့လူတွေကိုပြောကျင်တာ ရှိပါတယ်။ပေါ်ပူလီဇင်၆ကပါးတဲ့ထုံးမကြပါစေနဲ့ popularism ကိုအကန့်သက်ထားပြီးသုံးကြပါခမညာ။